တို့ TikTok မှာရထားတဲ့ပစ္စတ်တွေကို MoneyGram နဲ့ဘယ်လိုထုတ်အောင်လဲပေါ့နော်။ Okay အဲ့တော့ကျောင်းဒီနေ့ဗီဒီယိုမှာဆိုရင်တော့ဗောဒီ MoneyGram နဲ့ဒီ TikTok ပစ္စတ်တွေကိုထုတ်ခြင်းတဲ့သူတွေတဲ့ပေါ့နော်။ဘယ်လိုထုတ်လို့ရလဲဆိုတော့ကျွန်တော်နီးလန်းလေးမျှောက်ပြီးတော့မှာဖြစ်ပါတယ်။โอเคတော့ MoneyGram ဆိုတာတော့ဒီမြန်မာ region TikTok account နေမှာပေါ့เนาะရထားတဲ့ပတ်သက်တွေကိုထုတ်ဖို့အတွက်သူက ချိန်လို့ရတဲ့ဒီ band တစ်မျိုးမျိုး band တစ်မျိုးပေါ့နော်ဒီ manigram account ကိုတော့ကျွန်တော်ဖွင့်လို့မရဘူးပေါ့နော်အဲ့တော့ manigram ထုတ်ဖို့အတွက်ဆိုဘယ်မှာတောက်ထုတ်လို့ရလဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ပေါ့နော် okay အဲ့တော့ဒီသူစောနာကျွန်တော်ပြပခဲ့တဲ့အတိုင်းပေါ့နော် manigram ဆိုတာဒီညမာ region account နေမှာရထားတဲ့ဒီဒီ mobile legend mcv တွေ join မိရတာမျိုးလည်းရှိသလိုကျွန်တော် tiktok live tiktok မှာ live လွှင့်ပြီးတော့ diamond နေရရတာမျိုးလည်းရှိတယ်ပေါ့နော်ဒါမျိုးတွေကနေပဲညမာ region account ကပတ်သက်ဝင်နေပေါ့နော်ဒီပတ်သက်တွေထုတ်ဖို့တော့ဆိုရင် manigram နေပြီးတော့ချိန်ပြီးတော့ထုတ်လို့ရပါတယ် โอเคအဲ့တော့တကယ်လို့မှမိတ်ဆွေအားမြန်မာ region အကောက်မှာပဲနေခြားတော့ဒီထိုင်းတော့မလေးရှားတော့ပေါ့နော်ဂျပန်ရီဂျပန် region နေဒါမှမဟုတ်ဆိုရင် UK US ပေါ့နော်ဒီအကောက်နေရနေပြီးတော့ဒီ manigrain နဲ့ချိတ်ပြီးထုတ်လို့ရလားလို့မေးကြအောင်မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ထုတ်ကြည့်တာတော့ manigrain နဲ့ချိတ်ရင် complete မပြောက်ဘူးပေါ့နော်အဲ complete မပြရင်ကျွန်တော်တက်တော့ကနေကျွန်တော် ထုတ်လို့ပတ်ဆက်ထုတ်လို့မရဘူးပေါ့နော်ဒီဘန်ချိတ်တဲ့ခါမှာဆိုရင်ဆက်တက်က complete ပြနေမှာပဲကျောရဲ့ဒီဘန်ချိတ်တဲ့ဟာ process ကဒီအောင်မြင်တာပေါ့နော် complete မပြဘူးဆိုရင်ကျောမောင်မြင်မောင်မြင်မှုဆိုရင်ကျောပတ်ဆက်ကထုတ်မပေးဘူးပေါ့နော်โอเคဒါကြောင့်မို့မိတ်ဆွေတို့ဂျပန် region ကောက်နေပါပြီဆိုရင်နော် manigan နဲ့ထုတ်လို့အဆင်မပြေဘူးပေါ့နော် တော့ complete မပြဘူးဆိုတာ money grant တခုတည်းချိတ်လို့ complete မပြတာပေါ့နော်ကဲလုံးမမိတ်ဆွေကဒီအခြားနိုင်ငံခြားဘဏ်အကောင့်တွေလည်းရှိတယ်ဆိုရင်တော့အဲ့နှစ်ခုချိတ်လိုက်မယ်ဆိုရင်တော့ complete တော့ပြတယ်ဒါပေမဲ့ကျွန်တော်ထင်တယ် money grant နဲ့ကိုသူကထည့်ပေးမှာမဟုတ်ပေါ့နော်မိတ်ဆွေချိတ်ထားတဲ့အခြားနိုင်ငံခြားဘဏ်တွေကိုပဲထည့်ပေးမှာပေါ့နော်ဒါကတော့ကျွန်တော်အထောက်အပံ့ရဲ့အတွေ့အကြုံကပြောပြပေးတာပေါ့နော် okay နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့ကဒီညမာ region အကောင့်တွေကို money grant နဲ့မထုတ်ချင်မဲနဲ့ ဒီအခြားနိုင်ငံခြားဘဏ်တွေထုတ်လို့ရလာပေါ့နော်အဲ့တော့ကျွန်တော်ထုတ်ပေးတဲ့လူနှစ်ယောက်မှာဆိုရင်တော့ဒီက MCB ကရတဲ့ပစ္စတ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံခြားဘဏ်နဲ့ချိန်တယ်နိုင်ငံခြားဘဏ်တစ်ခုချိန်ဦးနဲ့မြန်မာ region ကောက်နေရ complete မပြတော့ဘူးဒါကြောင့်မို့ကျွန်တော် MoneyGram ချိန်ပေးရတယ် MoneyGram ချိန်ပြီးကမှ complete ပြတာပေါ့နော် okay ဒါမျိုး complete ပြမှာပဲကျွန်တော်ဒီစောနာပြောခဲ့တဲ့အတိုင်းဒီသူကတစ်တော့ကနေငွေတက်ပြီးမှာပေါ့เนาะဒါပေမဲ့ကျွန်တော် ဒီ TikTok မှာဘန်ချိုက်တဲ့ခါမှာဆိုရင်တိထမဲ့ရာလေးစီတယ်ဒါတော့ဒီ primary နဲ့ secondary ပေါ့နော် primary ဆိုတာကျွန်တော်ဦးစားပေးထည့်ကြတဲ့ဘန်အကောင့်ပေါ့နော်အဲ့တော့ကျွန်တော်ညီမ region account ကိုဒီနိုင်ငံခြားဘန်အကောင့်ကို primary ထားပေးမယ်သူကဒုတိယမှာစီတယ် money grant ကိုထည့်ပေးရတာဒါကြောင့်မို့ဒီညီမ region account နေဆိုရင်နိုင်ငံခြားဘန်အကောင့်နေနဲ့ကျွန်တော် ချိတ်ပြီးတော့ထုတ်လို့မရဘူးပေါ့နော်ဒီတစ်ခုတိတာဝင်လိုရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့မိတ်ဆွေကဒီ money grade ချိတ်ဖို့အတွက်ဆိုရင်ဘာလိုရလဲပေါ့နော်အဲ့တော့လိုရတာတော့ nature ပဲလိုရတယ်မိတ်ဆွေတို့ကိုငွေထုတ်ငွေသွားထုတ်မဲ့သူရဲ့နာမည်ထည့်ပေးရမယ်နောက်တစ်ခုနေ့ gmail တည့်ပေးရမယ်ပေါ့နော်ဒီနေ့ကိုတည့်ပေးလိုက်မယ်ဆိုအစီအမေးသွားပြီ okay အဲ့တော့ထည့်တဲ့အခါမှာသတိထားမှာတကူက money grade မှာဆိုတာဘန်မှာတော့ထောက်တာပေါ့နော်ဘန်ဆိုတဲ့နေရာမှာစီးပွားရေးဘန်မှာတော့ထောက်တာပေါ့နော်အဲ့တော့စီးပွားရေးဘန်မှာဘန်မှာတော့ထုတ်တဲ့ ပုံစံတိုင်းတော့မက်ပုံနေထွက်သွားမက်ပုံနေသွားတော့တာပေါ့နော်ကိုယ်တိုင်သွားထွက်ရမယ်လီဇာသွားထွက်လို့မရဘူးအဲ့တော့မန်နီဂန်မှာချိတ်ခဲ့တဲ့နာမည်နဲ့ဒီမက်ပုံတွေနဲ့အိုက်လူနဲ့သွားပြီးတော့ဘန်မှာသွားထွက်တာပေါ့နော်တော့ဒီမန်နီဂန်နဲ့ထည့်ပေးခါမှာဘလို့ထည့်ပေးလဲပေါ့နော်အဲ့တော့မန်နီဂန်ထဲပေးကမှာဆိုရင်တတော်ကဒီအချဘန်နေနဲ့အတူတူပဲပေါ့နော်ဒီလမှာရတဲ့ပတ်သက်တွေကိုနောက်လ15ရက်နေမှာကျုပ်ဘန်နဲ့ဟုတ်ထည့်ပေးရပါတော့ဒါပေမဲ့မန်နီဂန်က သူကကျွန်တော်တို့ bank account မရှိတာဖြစ်တဲ့တွေ့ကျွန်တော်ကုတ်ကလေးပြပေးတယ်ပေါ့နော်အဲ့တော့ကုတ်နံပါတ်၈လုံးပေါ့နော် reference ကုတ်နံပါတ်ဒီကုတ်လေးကကျွန်တော်တို့တလတန်းရှိတယ်ပေါ့နော်တလတန်းဆိုတာခုဒီလရရတဲ့ပတ်သက်တယ်နော်လား15ရက်နေမှာကျွန်တော်တို့အဲ့ကုတ်ကလေးချပေးမယ်အဲ့ကုတ်ကလေးကဟိုးနောက်လား15ရက်နေမတိုင်ခင်14ရက်နေမှာတန်းကုန်မှာပေါ့နော်အဲ့တော့14ရက်နေမတိုင်ခင်မှာမင်းစုအဲ့ကုတ်ကလေးနဲ့ဘိုးရဲ့မှတ်ပုံနေနဲ့ဘဲမှာသွားထုတ်တာပေါ့နော်ထုတ်တဲ့ကမှာဆိုရင်လူတော်တော်များများ ဒီစိုးရိမ်တဲ့တစ်ခုက rate ကဘယ်လောက်နဲ့ပေးရလဲပေါ့နော်။ Okay ။အဲ rate ကဘယ်လောက်နဲ့ပေးလဲဆိုရင်ကျွန်တော်ရဲ့အတယောက်ဆိုရင်သူက၄000ကျော်တော့ပေးတယ်။ဒါပေမဲ့သူကသူတိတိတော့ကနေလွှဲပေးလိုက်တာဒေါ်လာ800ကျော်ပေါ့။ဒါပေမဲ့သူ့တူထုတ်ပေးလိုက်တာဒေါ်လာ350ကျော်လေးပဲ။ဒီတစ်ခုတော့ရှိတယ်။သူကဒီညမာဘန်နီရပဲဖြတ်တာလား။တိတိတော့ကနေပဲဖြတ်တာလား။ဒီတစ်ခုတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်တိတိတော့ကတော့ဖြတ်ရုံးထုံးစံတော့မရှိဘူး။အဲ့တော့ဒီစီးပွားရေးဘဏ်မှာတစ်ဆင့်ခံပြီးတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ မြန်မာဘိုဘန်ပေါ့နော်ဘိုဘန်ကိုတရှိခံပြီးသွားပြတယ်ဘိုဘန်ရေဒီနဲ့ဖြတ်ပြီးအမှတဝက်ကြလာတယ်အဲတဝက်လောက်ဖြတ်လိုက်တယ်ပေါ့နော်တဝက်လောက်ဖြတ်တဲ့အခါကိုစီဝိုင်းဘန်နေပြီးတော့သူ့ရဲ့ကြောအပြင်ပေါင်းစစ်ရိတ်နဲ့ပေးလိုက်တာဒါမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါတော့ကြောအတိအကျမပြောတတ်ဘူးအဲ့တော့ပတ်ဆက်များတယ်ဆိုရင်တော့အများကြီးပေါင်းမြမထုတ်ပဲနဲ့နည်းနည်းချင်းကိုကမန်နီဂရမ်မှာသွားပြီးတော့ဆန်းထုတ်ကြည့်ဖို့ကျွန်တော်အကြံပြုတယ်ပေါ့နော်โอเคအဒီလောက်ဆိုရင်မိတ်ဆွေမန်နီဂရမ်နဲ့ပတ်သက်ပြီးတော့ကြီးတော့လောက်ပြီးလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ